အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတက်ဖြတ်နေသောအကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဟုကုလသမဂ္ဂတွင်တမ်မတ်ကြီးဦးချုံမွတ်တုံကတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံတွင်ပြည်သူကိုတက်ဖြတ်နေသောအကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တမ်မတ်ကြီးဦးချုံမွတ်တုံကတတိပေးပြောဆိုလိုက်ပါရယ်။ ဧပြီလ30ရက်နေ့အမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန်ပွားရေးစာချုပ်ကိုနိုင်ငံများ၏ပြည်လဲသုံးသပ်ရေးညီလာခံအတွက်ပြင်ဆင်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးတွင်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းတည်ပြီးလိုက်ခြင်းဖြစ်ပါသည်အကြံဖတ်စစ်အုပ်စုအနေဖြင့်နျူကလ িয়ার အရေးပေါ်အခြေအနေတုံ့ပြန်ရေးအတွက်လဲကြိုတင်ပြင်ဆင်မှုရှိမည်မဟုတ်ကြောင်း မြန်မာနိုင်ငံတွင်လောက်ခတ်ခဲ့သောငလင်ပေးအလောလူသားချင်းစာနာမှုအကူအညီပေးမှုကိုလက်နက်အဖြစ်အသုံးချသောအကြံဖတ်စစ်အုပ်စုကနျူကလ িয়ার နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချနေတာဖြစ်ကြောင်းငလင်တန်တဲ့အပီးကာလဂျက်လီယင်စီကိုတလွဲသုံး၍အယက်သားပြည်သူများအပေါ်လေးချောင်းတိုက်ခိုက်မှုစုစုပေါင်း225ကြိမ်အထိပြုလုပ်ခဲ့ကြောင်းအကြံဖတ်စစ်အုပ်စုအနေဖြင့်နျူကလ িয়ার စွမ်းအင်ကိုလည်းအလွဲသုံးစားပြုလုပ်အောင်မိတာဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆိုပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးကျော်မိုးထွန်းကမလ28ရက်နေ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောဖြက်အားမြင့်ငလင်ဘေးအန္တရာယ်ပြီးနောက်တွင်အကြမ်းဖက်စစ်တပ်ကအယက်သားပြည်သူများအပေါ်ခွဲခြားမှုရှိသောလေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့်၎င်းတို့၏အမိခံနျူကလ িয়ার ဆွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကိုသာပုံမိုအာရုံစိုက်နေစေဖြစ်ကြောင်းထောက်ပြပါသည်။ ်ဒေသတွင်းနှင့် MPP ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့် MPP ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာမှုမရှိသည့်အကြမ်းဖက်စစ်အုပ်စုကနျူကလ িয়ার လက်နက်များမပြန်ပွားရေးစာချုပ်ဤအပိုက်သုံးအရာ MPP ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ IAEA နှင့်လည်းရိုးသားစွာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ကြောင်း၎င်းကထပ်မံအတည်ပြုပြောဆိုပါသည်နိုင်ငံတကာအတိုင်ဝန်အနေဖြင့်နျူကလ িয়ার စွမ်းအင်အစီအစဉ်အပါအဝင်ပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်ရတယ် စစ်အာဏာရှင်စနစ်အဆုံးသတ်၍ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာမှသာလျှင်မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်တင်မှကြောင်းတမ်မတ်ကြီးကအကြံပြုပါတယ်။အကြံဖတ်စစ်အုပ်စုကရုရှားနှင့်ပူးပေါင်းရေး PS တက်အာမဂါဝတ်100ထုတ်လုပ်နိုင်သောနျူကလ িয়ার တပောင်းဖို့ကိုတည်ဆောက်ရန်နိုင်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပြီးအဆိုပါလုပ်ငန်းစဉ်များကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းရုရှားအဆိုရ၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ တောင်ငူမျိုးရှိစစ်ကောင်စီ၏လေတက်စကန်ကို19မမရှော့တိုက်တုံ6လုံးဖြင့်ပြေခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဘကူတိုင်းတောင်ငူမျိုးရှိအကြံဖက်စစ်ကောင်စီ၏လေတက်စကန်ကို19မမရှော့တိုက်တုံ6လုံးဖြင့်ပြေခတ်တိုက်ခိုက်ခဲ့ကြောင်း Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ ဧပြီလ30ရက်နေ့ည9:30မိနစ်ခန့်တွင်အကြံဖက်စစ်ကောင်စီ၏တောင်ကုန်းကေတုမဒီလီတဲ့စခန်းကို109မမရှော့တိုက်တုံး6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှော့တုံး6လုံးစလုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါသည်ရင်တောင်ကိုလေးတဲ့စကန်းဒီကရင်ပြည်နယ်ကရင်နီပြည်နယ်ရှမ်းတောင်နယ်ဘကိုးအစားရှိသည့်တောင်ပိုင်းတော်လန်ရေးအင်အားစုများနဲ့ပြည်သူတို့ကိုလေကြောင်းဖြင့်နေ့စဉ်မပြတ်ဘုံချဲတိုက်ခိုက်နေသောအဓိကလေးတဲ့စကန်းဌာနချုပ်တစ်ခုဖြစ်ကြောင်း ထို့ပြင်ငလင်တန်ကြောင့်ပျက်စီးခဲ့သောနေပြည်တော်အီလာလီတက်စကန်ကိုပြန်လည်ပြင်ဆင်နေချိန်တွင်တိုက်လီရင်အချို့ကိုလည်းလက်ခံပေးထားပြီးတောင်ငူလီတက်ကိုပုံမုံအုံပြုတိုက်ခိုက်နေသည့်အတွက် BWN နှင့်မဟာမိတ်ဖွဲ့များကလီတက်နေနေရေးမစ်ရှင်အပြင် BWN Mission 36ကိုပေါ်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရပါသည် PWN အဖွဲ့နှင့်မဟာမိတ်အဖွဲ့များသည်ဧပြီလ30ရက်နေ့နံနက်အစောပိုင်းတွင်တောင်ငူရှိစစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဒါပါခပြစ်ခတ်တိုက်ခိုက်ခဲ့ပြီး24နှစ်အတွင်းတောင်ငူလေးတဲ့စခန်းတို့ကိုဆက်လက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်းလေတပ်အတွင်းသို့ရှော့လိုက်တုံးများကျရောက်ပေါက်ွဲခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါသည် ျွန်တော်ပြစ်ပြီးပြီးချင်းစကစဘက်က120မမ60မမတွေနဲ့ရောဆက်လက်တွေနဲ့ရောဇက်တိုက်ကိုပြန်ပြစ်ပါတယ်9နာရီ40လောက်ကနေည7နာရီအထိကိုဇက်တိုက်ပြန်ပြစ်ပါတယ်အဲ့လိုပြစ်နေတဲ့ကြားကပဲရဲဘော်တွေဘေးကင်းစွာပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။ AB 30တရက်ထဲမှာတောင်ငူလီတက်နဲ့တောင်မိုင်းနိုင်စစ်ဌာနချုပ်ကိုဇက်တိုက်တိုက်ခိုက်ခဲ့ရတာမို့အတော်လေးခက်ခဲပေမဲ့အောင်မြင်မှုရလို့ကျေနပ်ပါတယ်ဟု Brewery Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ ဆက်လက်ပြီးတိုင်းသုံးနိုင်ကအေအေနဲ့ PDF သိမ်းပိုက်ထားသောနေရာများကိုစစ်ကောင်စီကထိုးစစ်ဆင်လာ၍နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ရခိုင်ယူမပေါ်နေ ရိုးတောင်ချီရင်တွင်တင်ပိုက်ထားသောအာရကတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနေရာများစခန်းများကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်တော်လန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတို့မကွေးတိုင်းမကိုးတိုင်းနှင့်အေယာဝတီတို့တွင်တိုက်ပွဲပြင်းထန်နေရရှိပြီးလက်လုခရသောနေရာများကိုစစ်ကောင်စီကထိုးစစ်ဆင်နေခြင်းဖြစ်သည့် CDM ဘိုကြီးစေရောကပထောင်နဲ့မြို့ဝကျုံးပေါ်တီတာမှာနှစ်ဖက်စလုံးစီးရီးတင်းမာနေကြတယ်။ AA ရဲ့တိုင်းမှုတွေနဲ့ပြီးတော့သူတို့စီကနေတဆင့်တီးရတာ ဒါပေမဲ့အဲ့ဒီဘက်မှာသူတို့သတင်းထုတ်ပြန်တာမရှိကြဘူးစစ်ကောင်စီကလည်းအရင်ကဆက်ပေါ်ကနေအလုံးလုံးတာအခုလိုင်းပေါ်ကနေအလုံးလုံးနေတော့စီရေးအခြေအနေကအတိအကျတိရဖို့ခက်နေတယ်ဟုပြောပါရယ်ရခိုင်ပြည်အမ်းမြို့နယ်အေရိယာတဲ့ရိုးမတောင်တန်းပေါ်ကစစ်ကောင်စီဂုတ်စီစခန်းကိုအရက်ကတက်တော်အေအေကဒိမ့်ပိုက်ထားပြီးထိုစခန်းအားပြန်လည်ရရှိနိုင်ရန်စစ်ကောင်စီကထိုးစစ်ဆင်လာကြောင်းသိရပါရယ် ဖုတ်စည်းစက္ကန့်အားပြည်လဲရရှိနိုင်ရေးစစ်ကောင်စီတမ99မှာဘုံမူးကျုံနိုင်ဝင်ဦးဆောင်က နေရီကန်တောင်အောက်ခြေတွင်အင်အားစုစည်းနေကြောင်းစီရေးတရင်ကြီးမြစ်ကပြောပါရယ်။အမ်မြူနယ်နေမကွေးတိုင်းငပယ်မြို့နယ်အဆက်အမ်ဘရန်လန်တွင်ရှိသောစစ်ကောင်စီဖုတ်စည်းစက္ကန့်ကိုအရက်ကတက်တော်အေအေက2025ဖေဖော်ဝါရီ2ရက်နေ့ကတင်ပိုက်ခဲ့ခြင်းဖြစ်ပါရယ်။ ရခိုင်ရုံးမတောင်တန်းအဆက်ဗကူတိုင်းပရောင်းမြို့နယ်တဲကရောင်ကျိုးတက်စခန်းကိုလည်းအာရကတက်တော်အေအေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ကသိမ်းပိုက်ထားပြီးထိုစခန်းအားစစ်ကောင်စီကပြန်လည်ရရှိနိုင်ရန်ပြည်လန်းဘက်မှနေ၍ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါရယ်။ပြန်လည်ထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်သားများကို ကြည့်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ကအဓိကဖြတ်တောက်တိုက်ခိုက်နေပြီးစစ်ကောင်စီဤထိုးစစ်များကိုပြန်ခုခံရန်တေချာပြင်ဆင်ထားကြောင်းလည်းကြည့်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ကတော့3600တက်တရင်စစ်ထောက်လန်းရေးနဲ့ပြင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောပါတယ် အခုပေါင်းတလေနေဘက်မှာပေါက်ခေါင်းမျိုးနဲ့ပေါင်းတလေနာမှာဆိုရင်နတ်တလင်းရွာတို့ဘက်ကိုစစ်ကြောင်းထိုးဖို့ လုပ်နေပါတယ်။ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား200ခန့်လောက်နဲ့ပဲဒီကောင်တွေတက်လာတာရှိပါတယ်။ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကနေအစင်သစ်ဆောင်ရွက်ထားပါတယ်ဟုရဲဘော်ရှဲတို့ကအေပီလ29ရက်နေ့တွင်ပြောဆိုထားပါတယ်။ အေယာဝတီတိုင်းဒေသတွေလည်းရခိုင်ယူမနှင့်အဆက်ရှိမတိုင်းချောင်းမြို့နယ်၊ရေကြီးမြို့နယ်နှင့်လေးမြနာမြို့နယ်တို့တွင်အရက်ကတက်တော်အေအေနှင့် PDF များထိန်းချုပ်ထားသောနေရာများကိုအာနာသိစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်လာပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသတင်းဌာနကိုပြောပါရယ်။လေးမြနာမြို့နယ်ဝက်ကုန်းစံကုန်းတုံးတော်ရှာတော်စုစားတဲ့ကြီးဝါအနီးတွင်စစ်ကောင်စီနှင့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ထိန်းချုပ်ထားသည်ထိုနေရာများမှာဆုတ်ခွာလာသောစစ်ကောင်စီတပ်များမှပတိမုံရွာလမ်းအရှိတ်ရှိ ပန်းတော်ကြီးကြီးွာတွင်တက်ဆွဲထားပြီးအင်အားထက်မှန်ဖြစ်တဲ့ကထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ထို့တော်လည်း AA နဲ့ PDF များဤပြည်လဲထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှ ရှေ့မတိုးနိုင်ပေပြည်လဲစုခွာရကြောင်းလည်းသိရှိရသည် သို့တော်လည်း AA နဲ့ PDF များဤပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များမှရှေ့မတိုးနိုင်ပေပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပြီးအရာဝတီဤနှစ်တိုင်းကြောင်းရေကြီးနှင့်လေးမြနာတို့တွင် AA နှင့် PDF များဝင်ရောက်လာ၍စစ်ကောင်စီသည်ဒေသခံပြည်သူများအားသွာလာမှုတင်းကျပ်ခြင်းစစ်စည်းရေးပို့လုပ်ခြင်းနှင့်စစ်မှုတန်းတည့်စုဆောင်လျက်ရှိကြောင်းသိရပါသည် အာနာသိန်းစစ်ကောင်စီသည်ရခိုင်မကွေဘကိုးနှင့်အေယဝတီဒေသများမှလက်လွတ်ဆုံးရှုံးထားသောနေရာများတပ်စခန်းများအားထိုးစစ်ဆင်ရတွင်လေကြောင်းတိုက်ခိုက်မှုများကိုအ धिक အသုံးပြုကာနေပြည်တော်စစ်ကြောင်းများအားလမ်းဖွင့်ပေးနေသည်ဆလပီငဖဲမြို့နယ်နယ်ရေကန်စစ်တပ်စခန်းမှကြဆုံးစီရင်စစ်ကူလာသောစစ်တပ်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်မှုစစ်သား5ဦးသေဆုံးပြီးလက်နက်6လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင် မကွေးတိုင်းငဖေးမြို့နယ်နိုင်ရခန်စစ်တပ်စခန်းမကြဆုံးစည်ရေးအတွက်စစ်ကူလာသောစစ်သားများကိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးလက်နက်ကိုလက်သိမ်းစီရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့အရှုတပ်ဖွဲ့မှတာဝန်ရှိသူဆလိုင်းလူချင်းကသတင်းဌာနသို့ပြောကြားပါသည်။ရှမန်နေဧပြီလ30ရက်နေ့နနက်8:00နာရီခန့်ကငဖေးမြို့နယ်ပစီကြီးရွာဖုန်ကြီးကျောင်းတွင်စခန်းချတက်ဆွဲထားသောကပ္ပဆ73မှတပ်သား20ခန်းက စစ်ကောင်စီတပ်ဤနယ်ရီကန်တပ်စခန်းမကြဆုံးစေရေးကာလန်းလုံကျုံကြီးဆောင်ရွက်ရန်ထွက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို့တပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး၎င်းတို့ကိုင်ဆောင်သော MA အမျိုးအစားတနက်ငယ်ကိုလန်ကြီးပေါင်းနဲ့ခရင်အချို့တင်စီရရှိခဲ့ကြောင်းသိရပါတယ် ကြိုက်ပွဲကတော့အောက်မြေကနေရောပုံမှန်နဲ့ရေကန်ကိုရောသူတို့ပစီကစစ်ကြောင်းတွေအတွက်ရောအထူးသဖြင့်နဲ့ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှရှိနေတဲ့တပ်တွေကိုရိတ်ခါဖြည့်တင်းဖို့ကိစ္စတွေအတွက်ကားတွေတက်မယ်ဆိုရင်အဲ့ဒီကားတွေတက်ဖို့အဆင်ပြေစေဖို့အတွက်အဲ့ဒီလမ်းကြောင်းမှာလုံခြုံရေးလာယူရတဲ့သဘောမျိုးပါလုံခြုံရေးလာယူတာကိုတိုက်ခိုက်တာဖြစ်ပါတယ်တိုက်ခိုက်တဲ့အချိန်မှာရန်သူအလုံးကိုအကုန်လုံးကိုရှင်းလင်းနိုင်လိုက်တာမဟုတ်ပါဘူး ကျွန်တော်တို့ရှင်းနိုင်လိုက်တဲ့အလောင်းတွေရဲ့တနက်ကိုပဲယူပြီးတော့ယူနိုင်တာဖြစ်ပါတယ်ဟုချင်းကာကွယ်ရေးတပ်ဖွဲ့အရှိုးတပ်ဖွဲ့မှတာဝန်ရှိသူဆက်လိုင်းလို့ရှင်းကတရင်ဌာနသို့ပြောကြားပါတယ် လက်တလောမကွေးတိုင်းငဖဲမြို့နယ်ရှိစစ်တပ်ကစခန်းချတပ်ဆွဲထားသော ပစီရွာတပ်စခန်းတွင်တပ်မ99ကပ္ပစာနှင့်ကပ္ပစာ30ကပ္ပစာ73ကပ္ပစာ14တုံမှစစ်သားအင်အား130ခန့်ဖြင့်တပ်ဆွဲထားပြီးရေစခန်းမှနိုင်ရီကန်လီကျောင်းရန်ကာကွယ်ရေးတပ်စခန်း၏ကာကင်းဖြစ်ပြီးရေစခန်းမှစစ်သားများကပြည်သူပိုင်ပစ္စည်းများအားခိုးယူရောင်းချခြင်းများလုပ်ဆောင်လျက်ရှိကြောင်းပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်ပူးပေါင်းမပြုလို့ရန်တတိပေးလိုကြောင်းတော်လှန်ရေးတပ်ဖွဲ့ကပြောဆိုပါသည် ပြည်သူတွေစီကတချို့စကားတန်တွေပြန်ချနေရတာက၆ရွနဲ့အတွဲစကားစနဲ့ပေါင်းရတယ်ပေါ့ ကြောက်ရွံ့လို့ပေါင်းရတာကိုခွင်လို့လို့ခွင်ပြုလို့ရပါမယ်။စကားဆာနဲ့ပေါင်းပြီးတော့မှစကားဆာရဲ့၆တိုင်းတွေဖြစ်အောင်အထူးသဖြင့်ကျွန်တော်ဆိုလိုတာကတကယ်ရှည်တန်းစစ်မြေပြင်မှာရှိနေတဲ့ရှည်တန်းစခန်းတွေမှာရှိနေတဲ့တက်ဆွဲထားတဲ့နေရာတွေမှာရှိနေတဲ့စကားဆာတွေကိုပူပေါင်းပြီးတော့မှရိတ်ခါလန်းချောင်းအစီအပြေဖို့ပြီးတော့နေရေးထိုင်ရေးအစီအပြေဖို့ဒီလိုကိစ္စတွေမှာပူပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ပြီးတော့စကားဆာနဲ့ပေါင်းတင်ဆက်ဆံရတဲ့အပိုင်းတွေမှာမလွဲတာလို့ ပေါင်းသိနေရပြီဆိုရင်တောင်မှပဲတော်လန်ရေးတက်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးတော့ဘလို့အပိုင်းတွေမှာစကားစနဲ့ပေါင်းထားရတယ်။တခြားအချိန်တွေမှာတော့စကားစနဲ့ကင်းအောင်ဘလို့နေထိုင်ပါတယ်ဆိုတဲ့အားမျိုးတော့တော်လန်ရေးတက်ဖွဲ့တွေနဲ့အတက်နိုင်ဆုံးပြည်သူတွေပူးပေါင်းဖို့ပြောချင်ပါတယ်ဟုချင်းကောက်ွယ်ရေးတက်ဖွဲ့အရှိုးတက်ဖွဲ့မှတာဝန်ရှိသူဆလိုင်းမျိုးချင်းကတိုက်တွန်းပြောဆိုပါတယ်။ မကွေးတိုင်းမြဖဲမြို့နယ်သည်ရခိုင်ပြည်နယ်အမ်းမြို့နယ်နှင့်တိဆက်လျက်ရှိပြီးရင်းဒီသားမှတက်စဉ်စစ်ကောင်စီကအမ်းမြို့နယ်အတွင်သို့ဝင်ရောက်ရန်ကြိုးစားလျက်ရှိနေကြောင်းဒေသတော်လှန်ရေးတပ်များကပြောဆိုပါရယ်။ကျမ့်ရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။